မြန်မာပိတ်သက်တွေအတွက်သမိုင်းဝင်နေ့တနေ့ကိုဖန်ပြီးပြမယ့်ချင်းညင်ငယ်လေးဂျော့ရှယ်ပန်ကတော့ UFC Flyweight တန်းချန်ပီယံလူပွဲကြီးအတွက်လေးကျင့်ပြင်ဆင်မှုတွေအောင်မြင်စွာပြီးမြောက်ခဲ့ပြီလို့ခြားပြလိုက်ပြီးပဲဖြစ်ပါတယ်။ဒါမဲ့ဒီသင်္ဘာလ9ရက်မြန်မာစံတော်ချိန်တနင်္ဂနွေနေ့မနက်ပိုင်းမှာကြည့်ရမယ့် UFC 323ပြိုင်ပွဲကြီးမှာလက်ရှိ Flyweight တန်းချန်ပီယံပန်ဒိုဂျာရဲ့ချန်ပီယံကပတ်ကိုကျွန်တော်တို့ရဲ့ချင်းညင်ငယ်လေးဂျော့ရှယ်ပန်ကစင်ကိုခွင့်ရထားခဲ့တာဖြစ်ပါတယ်။ ဆိုပါပြိုင်ပွဲကြီးအတွက်ဂျော့ရှွာဘန်နေနဲ့အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လာခဲ့တယ်လို့ဆိုခဲ့ပြီးမြန်မာပြည်သက်တွေအတွက်သမိုင်းဝင်နေ့တနေ့ကိုအတူဖန်တီးဖို့စိတ်အားထက်သန်နေတဲ့ဖိုက်တာတယောက်လည်းဖြစ်ပါတယ် ဂျော့ရှွာဘန်ကတော့သူ့အနေနဲ့ပြိုင်ပွဲမကျင်းမမီနှစ်ပတ်လိုမှာပြုတ်လုတဲ့လေးကျင်းမှုစီစဉ်တွေကအပြင်းထန်ဆုံးလို့ပြောထားခဲ့ပြီးအဆိုပါကိစ္စအားလုံးကိုအစဉ်ပြေပြေနဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့ကြောင်းလည်းအတည်ပြုထားခဲ့တာပါဒီတစ်ပတ်ထဲမှာတော့ပြိုင်ပွဲအတွက်သက်မှတ်ဝိတ်အစဉ်ပြေဖို့နဲ့အသေးစားလေးကျင့်မှုတွေနဲ့တူပြိုင်ပွဲကြီးကျင်းပမဲ့ Let's Be Get ကိုရောက်ရှိလာတော့မှာလည်းဖြစ်ပါတယ်။ ဂျော့ရှွာဘန်နေနဲ့ပန်ဒိုဂျာလို ground mind အသံ fighter မျိုးနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ gremlin mind အတွက်အထူးတီးသန့် trainer တွေကိုခေါ်ယူပြီးလေ့ကျင့်မထားဘူးလို့ဆိုခဲ့ပြီးသူ့ရဲ့ပုံမှန်လေ့ကျင့်နေကြနေပြဆရာတွေနဲ့ပဲလေ့ကျင့် scan ကိုအေးအေးဆေးဆေးနဲ့ဖြည်းဖြည်းချင်းစတင်နိုင်ခဲ့တာကြောင့်ဒဏ်ရာပြဿနာတွေကိုကောင်းစွာရှောင်ရှားနိုင်ခဲ့တယ်လို့ဂျင်းနဲ့စွာပြောကြားလာခဲ့တာပါ ထရိနာအစ်စ်တွေကိုခေါ်ယူပြီးလေ့ကျင့်မှုမလုပ်ဆောင်ခဲ့တာကလည်းသူ့အနေနဲ့သူကျွမ်းကျင်ရာပေါ်အကောင်းဆုံးအာရုံစိုက်ဖို့နှိမ့်သက်တယ်လို့ဒါကပဲမလိုအပ်တဲ့မှားယွင်းတဲ့အချက်မျိုးပြိုင်ပွဲပေါ်မှာတက်ရောက်မှာစိုးရိမ်နဲ့တွဲလို့သူကယူဆထားတာပါဒါပေမဲ့ ground mind ကိုလည်းတေချာလေ့ကျင့်ပြင်ဆင်ထားခဲ့ကြောင်းလည်းထပ်လောင်းပြောကြားထားခဲ့တာပါ ဂျော့ရှာဘန်ကလက်ရှိ flyweight တန်းမှာပန်ဒိုဂျာကဂန်ဝင် fighter တို့ပါဒီလို fighter မျိုးနဲ့ပွဲကစားရတာကတကယ်ကိုဂုံစရာကောင်းပါတယ်လို့ပြိုင်မဲ့ကိုလေးစားစွာပြောကြားထားခဲ့တာပါလက်ရှိ UFC MMA လောကတိုင်းဝိုင်းမှာတော့လက်ရှိ champion ပန်ဒိုဂျာကမရှုံးနိုင်တဲ့ fighter လို့သုံးသက်ပြောဆိုနေတာကိုဂျော့ရှာဘန်ကကောင်းကောင်းနားလည်ထားပါတယ် ဂျော့ရှွာဘန်ကဟာသူတို့နှူးရဲ့ကြအသက်၁၇နှစ်ကွာခြားချက်ကိုအဓိကထားပြီးလူနဲ့လူငယ်ဇလန်းစင်ပြီးပြောနေတာမျိုးကို လုံးဝမကြိုက်ပါဘူးဂျော့ရှွာဘန်ကကျွန်တော်စိတ်ထဲမှာတော့ပန်ဒိုဂျာကိုနှစ်ချီတွင်းအလဲထိုးနိုင်မဲလို့ခံစားမိပါတယ်ဒါမှမဟုတ်ရင်တော့ငါကြီးတိအပြိုင်ကျမ်းရမယ့်ပွဲမျိုးဖြစ်လာမယ်လို့ရဲရဲဝံ့ဝံ့ပြောကြားထားခဲ့တာပါငါကြီးလုံးထိုးသက်နိုင်ဖို့လေတက်လုံးမိုင်းကိုအကောင်းဆုံးပြင်ဆင်လာခဲ့တာပါ ခုချိန်မှာဂျော့ရှွာဘန်ရဲ့ပြင်းပြဆုံးစိတ်ဆန္ဒကတော့ UFC Champion ကပတ်ကြီးနဲ့အမိမြန်မာပြည်ကိုပြန်နိုင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်လဲဂျော့ရှွာဘန်ကကျွန်တော်အနေနဲ့ကပတ်ကြီးကိုမြန်မာအကြောင်းသိစေချင်ပါတယ်။ တချို့ကမြန်မာကိုမသိကြသလိုမြန်မာဆိုတာကိုဘလို့အတန်ထွက်ရမှန်းတောင်ကောင်းကောင်းသိမနေကြဘူးလို့ဖွင့်ဟထားခဲ့တာပါလာမယ့်ဒီသင်္ဘာလ9ရက်နေ့မှာထိုးသက်သွားမယ့် Joshua Ban နဲ့ Pandoja တို့ရဲ့ Champion လူပွဲကသူ့ဘဝရဲ့ကြီးမားဆုံးသောတမိုင်းဝင် ခိုက်တက်ဖြစ်လာမှာဖြစ်ပြီးမြန်မာနိုင်ငံကိုစားပြုပြီး UFC ပထမဆုံးသောမြန်မာ Fighter တယောက်အနေနဲ့ဂုဏ်ယူစရာကောင်းတဲ့အချိန်လေးဖြစ်ပါတယ် ချန်ပီယံလူပွဲကြီးအတွက်လည်းဂျော့ရှယ်ဘန်ကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးနေထားမှာရှိနေပြီလဲဖြစ်ပါတယ် ဒေါ့ရှော်ဘန်ကကိမက်ကိုလေးသားပေမဲ့ချန်ပီယံကပတ်ကိုတော့အမိမြန်မာနိုင်ငံအတွက်ယူလာဖို့အာရုံအပြည့်စိုက်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံ Let's Begin မှာချင်းမမဲ့ UFC 323ပြိုင်ပွဲကြီးဟာမြန်မာပြည်သက်တွေမလွတ်တမ်းစောင့်ကြည့်ရမယ့်ပွဲကြီးပွဲကောင်းလည်းဖြစ်ပါတယ်။ဒေါ့ရှော်ဘန်နီနဲ့သူ့ရဲ့ရည်မှန်းချက်အတိုင်း၃ကြီးတွင်ပွဲကိုအပြည့်ဖြတ်နိုင်မလား။ဒါမှမဟုတ်၅ကြီးပွဲကြံတစ်ပွဲကြီးရမလားဆိုတာရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြရတော့မှာပါ။ ဒိဋ္ဌတွေနေနေရောဒီဘွဲပေါ်ဘလိုမျိုးထင်မြင် သုံးသပ်မိပါတလဲခမဒီဘွဲမှာဂျော့ရှာဘန်အနိုင်ရသွားမယ်လို့ထင်တော့ကွန်မန့်မှာမြမအာမန်လို့မှတ်ချက်ပြုရေးသွားကြပါအောင်ခမကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမှချမ်းသာကြပါစေခမ